မင်္ဂလာပါရှင်သဲဆလီရေဒီယိုရဲ့နှွေမာလာစနေရနေ့ည9:00နာရီခန့်နောက်ဆုံးရအမှုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါရှင်။ဒါလေးမှာသူမနဲ့တူတဲ့ထူးဆန်းတဲ့အမှန်သားလေးပါနေကြောင်းပရိသတ်တွေကိုတီးပေးလာတဲ့နေချီဦးရဲ့တရင်။အိတ်တလုံးကြောင့်မင်းလေရင်မေရီနဲ့တူပွေးပြီးလာရတဲ့မော်ရင်ဖောက်ခင်ကြီးဂျူလွင်ရဲ့တရင်။သူသားဆရာဝန်ဖြစ်ခဲ့ရင်တစ္ဆာမဲတဲ့မျိုးသားတွေကိုကုန်းကုန်းလို့ပြင်မဲ့အိမ်မုံတင်ရဲ့တရင်။ချမ်းသာကျဲဝါလုံးလုံးအမေရိကန်ဒေါ်လာတန်းရှိရတဲ့အင်ဂျီရဲ့ ခန္ဓာကြီးကျယ်မှုနဲ့စုဆောင်းထားတဲ့ရှင်းနာတွေကိုချပြလာတဲ့နန်းစုရီလီဆိုရဲ့သတင်းပါဝင်မြန်မာနိုင်ငံမှာချမ်းသာဆုံးတထေးကြီးဖြစ်တဲ့ဤချောပိုခင်မုံရဲ့နောက်ွယ်ကစီဝိုင်းလုပ်ငန်းများရဲ့သတင်းကိုရှုစားမှာဖြစ်ပါတယ်ရှင်။သူသားဝင်းကြီးဖြစ်ခဲ့ရင်တစ္ဆာမဲတဲ့မျိုးသားတွေကိုဂုံဂုံလုပ်ပြမဲ့အမော်သိန်း ားလုံးပဲမင်္ဂလာပါ The Celebrity New Bay ကနေပြန်လည်ကကြိုဆိုလိုက်ပါရယ်စိန်ပြေမာကြီးရေမော်တင်အောင်စိန်ရောက်နေနေရမှာကျွမ်းကျင်သူပြေနေမယ်ကြီးတလို့စုဆုံးမားနေနေရမှာလည်းအောင်မြင်နေပါရယ် Social Media ပေါ်မှာနာမည်ကြီးတဲ့ကိစ္စတိုင်းကိုအန်ဒီအမော်တင်ကအရင်ဆုံးဥအောင်ဆုံးမထားလေးရှိပါရယ်ဒီရက်ပိုင်းမှာလည်း Social Media တစ်ခွင်မှာအိမ်တော်ကြီးကိုတံပေါ်မထားတဲ့မျိုးသားတွေအကြောင်းကနာမည်ကြီးလာတာဖြစ်လို့ NDMO တင်ကဂျားရီကနေဆုံးမနေပါပြီ။ MO တင်ကစိန်တွေကိုလဲလွင်ရောင်းချလေးရှိပြီးလူများစိတ်ဝင်စားပေမဲ့အရာတွေကိုပြောလို့ရှိသေးတယ်။ ဒီခါမှလည်းအိမ်တော်ရေးမှာတစ္ဆာမရှိတဲ့ယောက်ျားတွေကိုအင်မော်တင်ကမခင်မရက်နိုင်ဖြစ်နေပြီးတော့အမျိုးသမီးသူကြီးဘက်ကနေရက်တီလိုက်ပါရီအချို့သောမျိုးသားတွေကငွေလေးရှိသလိုပညာလေးတက်ပေမဲ့အိမ်တော်ရေးမှာတစ္ဆာမရရီပေါပေါထွထွလှုပ်တက်တာကြောင့်အင်မော်တင်ကိုတကူတကလာတိုင်ကြပါရီအိမ်တော်ရေးဖောက်ပြန်တဲ့မျိုးသားတွေဆိုရင်တော့အန်ဒီအင်မော်တင်ကလုံးဝသိမခံနိုင်ပါဘူးသူကိုယ်တိုင်လည်းတစ္ဆာတရားကိုတန်မိုးထားလို့တစ္ဆာမဲတဲ့မျိုးသားတွေကိုလည်းတစ်သက်လုံးလူတော်မတိုးရဲအောင်လုပ်ချင်နေသူပါဒါကြောင့်သူသားဝင်ကြီးဖြစ်ရင်တော့တစ္ဆာမရှိတဲ့မျိုးသားတွေကို ကုန်းကုန်းလုံးလိုက်မယ်ဆိုပြီးတော့ကြုံသွားလိုက်ပါတယ်။ဒီစကားကတော့အိမ်တော်ရေးဖောက်ပြန်ခင်ရတဲ့မြို့သမီးတွေအတွက်တော့အားတက်စရာဖြစ်နေပြီးအိမ်မွန်သိန်းကိုရေကောက်ပွဲဝင်ပြိုင်ဖို့တောင်းမှပြောနေကြပါတယ်။အိမ်တော်ရေးမှာသစ္စာမရှိတဲ့မြို့သားတွေရဲ့အကြောင်းကဆိုရှယ်မီဒီယာတွေအထိနမည်ကြီးလာပြီးတဲ့နောက်မှာအငငယ်နောင်းတွေကလည်းတက်ကြွလာကြပါတယ်။တလင်တမယာဥပဒေနဲ့တည်းမလုံလောက်ဖို့လို့ယူဆတဲ့အိမ်မွန်သိန်းကသစ္စာမဲတဲ့မြို့သားတွေကိုကုန်းကုန်းမှလုပ်ပစ်ချင်နေပါတယ်။ ပညာလေးတက်တဲ့ပြင်စင်ကျင်တုံတရားကလေးကြီးမှာရုပ်ရည်ကလေးပြေစုံငွေကြေးရလေးပြောစရာမလိုလို့အမ်မိုသင်းကိုရေကောက်ပွဲဝင်တဲ့အကြောင်းကြံပေးနေကြပါရယ်ဆိုရှယ်မီဒီယာရဲ့ပေါင်ချိန်ကြီးလို့ပြောရလောက်အောင်အမ်မိုသင်းဟာတနိုင်ငံလုံးကကိစ္စကိုသူကိစ္စဖြစ်ယူဆထားပါရယ် Five Star မမတွေကိုလည်းနှင်းနေနိုင်တဲ့ပြင်အမျက်ကြီးစားတဲ့ MLM တွေကိုလည်းပြောဆိုနေပြီးဖြစ်ပါရယ်ဒါရီမကာဒီပဲနေနေပြီးတော့ကဝင်တဲ့အရာမှာအမြင်မသိတော့အောင်ကောက်ခုံနေတဲ့ Andy ကမအုပ်ကိုလည်းစုံမခဲ့ပါသေးတယ် ရုပ်ရှင်ရုံမှာရုပ်ရှင်လာကြည့်သူတွေကနိုင်ငံတော်တခြင်းမဆိုတာကစားအင်မွန်တင်းကသူကိစ္စပြေတက်မှတ်ပြီးတော့ဆုံးမပေးသူဖြစ်ပါရင်ဒါကြောင့်လင်းအင်မွန်တင်းလိုမျိုးသမီးကတော့ရှရှပါပါဖြစ်ပြီးသူကိုယ်တိုင်ကလည်းဝင်ကြီးဖြစ်ခဲ့ရင်ဆိုတဲ့အထိစကားလဲချောင်းတွေကိုလည်းပေးလာခဲ့ပြီးဖြစ်ပါရင်အမျိုးသမီးတွေကြားထဲမှာအင်မွန်တင်းကဆန်ပြားပြက်လာပြီးတစ်တော့မှလည်းအင်မွန်တင်းတုံးတဲ့ FS ဆိုပြီးတော့ခေစားနေပါသေးတယ်အမေတင်းရဲ့ဆွမ်းကတော့ကြီးမားနေပြီဖြစ်ပြီးမြို့သမီးတို့ကြီးကြီးမကားပဲနဲ့မြို့သားတို့ကြီးကပါသူ့ကိုအားပေးလာကြပါရင အမြင်မသိတော်တာတွေကိုတွေ့ရင်မနေနိုင်ပဲတရားသူကြီးတရားလိုဝင်ရောက်ပြောဆိုတတ်တဲ့အမော်သိန်းကိုနောက်ထပ်လည်းအမြင်မတော်ရင်ဆုံးမပေးပါအောင်ဆိုပြီးတော့အာကိုနေကြပါရင်အမော်သိန်းကဆိုရှယ်မီဒီယာမှာနာမည်ကြီးသူတရားဖြစ်လာခဲ့ပြီးလူကြိုက်များမဲ့ယာတွေကိုပြောတတ်သူဖြစ်တာကြောင့်သူ့ကိုစောင့်ကြည့်အားပေးသူတွေလည်းရှိလာပါတယ်စိန်လောကမှာတွေမကဘဲနဲ့ကြီးဆိုးထားတာမဟုတ်ပဲနဲ့အိမ်အောင်ရေးမှာတည်ဆောက်မဲ့မြို့သားတွေကိုဂုံကုံဖြစ်အောင်လုပ်ပစ်ချင်တဲ့အမော်သိန်းကတကယ်ပဲပညာတွေပြည့်စုံနေသလားသူသုံးသက်ချက်တွေကအမှန်တွေပဲလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင် ကျေးဇူးအပ်ပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစေဝင်စားစရာခောင်းတဲ့ကျောင်းရိုင်းနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီနေ့ရောလုံးနဲ့ပဲနှုတ်ဆက်ခဲ့ကြပါရစေ။အာမီနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေကြပါစေရှင်။မြန်မာနိုင်ငံမှာအချမ်းသာဆုံးတထိန်ဖြစ်နေတဲ့ Ichobo Kimoe ရဲ့နောက်ကွယ်ကစီးပွားရေးလုပ်ငန်းများမင်္ဂလာပါရှင်ပရိသတ်ကြီးတို့ရဲ့ ။ဝိပညာလောကမှာကိုရိုင်းကလည်းထိတ်တန့်မြင်သမီးအလှပမှာလည်းနတ်သမီးလေးလိုတင်စားလာအောင်ပြည့်စုံပြီးနောက်ဆုံးအင်အောင်ရဲ့မှာမှာလူများအားကြအောင်ကံကောင်းခြင်းကိုပိုင်ဆိုင်သွားသူကဘယ်သူလဲလို့မေးလိုက်ရင်ခုချိန်မှာပရိသတ်တွေအားလုံးတညီတညွတ်ထဲညွှန်ပြကြမယ်တင်ရောက်ထဲသောသူကတော့မိမိဆောင်လေးဤချောဖို့ပဲဖြစ်ပါရဲ့ရှင်။ဟုတ်ပါရဲ့ဤချောဖို့ဟာသူမရင်ဘဝလက်တွဲပေါ်ဖြစ်နေတာမန်တထေးတယောက်ကိုရွေးချယ်ခဲ့တာမဟုတ်ပါဘူးမြန်မာနိုင်ငံထိတ်တန့်ကြီးကြီးတဲ့ချမ်းသာတဲ့တထေးလုပ်ငန်းရှင်ကြီးတို့ဖြစ်တဲ့ ကွန်မွန်ဆက်မွန်ကိုပိုင်ဆိုင်နိုင်ခဲ့တာပါလူတွေကသူတို့ရဲ့ချမ်းသာမှုကိုအံ့ဩနေကြတယ်လို့ကွန်မွန်ဆက်မွန်ကဇနီးတဲ့ပေါ်မှာဘလောင်ချက်လင်းဆိုတာကိုအမြဲတမ်းပြောဆိုကြပါတယ်ဒီနေ့ကိုမိုးဆက်မုံတရားဘာလို့မြန်မာနိုင်ငံချမ်းသာဆုံးဆင်းနဲ့မှာပါဝင်နေတဲ့လဲသူရဲ့နောက်ွယ်မှာစီးပွားရေးလုပ်ငန်းကြီးတွေဘာရင်းလင်းဆိုတာကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်စီးပွားရေးအကြောင်းတွေမပြောခင်မှာပရိသတ်တွေကိုလေးစားရတဲ့အချက်တွေကိုအရင်ပြောပြချင်ပါတယ်ကိုမိုးဆက်မုံဟာငွေရှိကြွားတက်တဲ့နာမည်ကြီးအောင်လုပ်တက်လို့တထည်ရည်ထဲမှာမပါပါဘူးသူဟာဇနီးတဲ့အီချောဘုတ်ကိုတကယ်ကိုဘယ်မှတပောင်းလို့တံမိုးထားလိုလီသေးမရှိအောင်ထားထားတာကိုတွေ့ရပါတယ် ီချောမုန်တရားအမှုပညာအလုပ်တွေကိုစိတ်တိုင်းကြောင့်လွလွလပ်လပ်လှုပ်ခွင့်ပေးထားတယ်။ဇနီးတဲ့အောင်မြင်မှုတွေကိုနောက်ခွင့်ကနေတိတိလေးပဲပတ်မိုးပေးတယ်။ဘရောမဇနီးတဲ့အောင်မြင်မှုကိုအတုံးချပြီးတော့ရှေ့တန်းထွက်တော့လူမှုကွန်ရက်မှာနေရာယူရာမျိုးမလုပ်ဘူး။တသားမွေးတူသွင်းလာဆိုလို့တာသမီလေးမွေးပြီးတဲ့နောက်မှာတော့မှဤချောမုန်တရားဒီလောက်ကိုပို့ပြီးတော့လှလာတာစိတ်ချမ်းသာပျော်ရွှင်နေရတာသူ့ရဲ့ခင်မောကလော်လီသေးမရှိထားနိုင်တဲ့အချင်းနဲ့ပတ်မိုးမှုကြောင့်ပဲဆိုတာအလုံးကအတိမဲ့ပြုထားကြပါတယ်။တထေးကိုမိုးဆက်မဟာခေပေါ်တထေးတရားမဟုတ်ပဲမျိုးရိုးစစ်ဆက်ချမ်းသာလာတဲ့အတိုင်းဝန်းကဖြစ်တယ်လို့သိရပြီး သူ့လက်ထက်မှာဒီလုပ်ငန်းတွေကိုပို့ပြီးကြီးထွားအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့သူပါ။သူရဲ့အဓိကလုပ်ငန်းကတော့နိုင်ငံတကာဆက်ဆက်နေတဲ့သွင်းကုန်ထုတ်ကုန် export import လုပ်ငန်းကြီးတွေပါပဲ။ဒီလိုကြီးမားတဲ့လုပ်ငန်းတွေကိုလုပ်ကင်ဖို့ဆိုတော့ငွေရင်းနှီးရုံနဲ့မကဘဲစီမံခန့်ခွဲနိုင်စွမ်းအများကြီးလိုအပ်ပါတယ်။ဒါပြင်ကိုမိုးဆက်မော်ဟာဟိုတယ်လုပ်ငန်းကြီးတွေကိုလည်းပိုင်ဆိုင်ထားရလို့သတင်းတွေကဖော်ပြထားပါတယ်။တာမန်တဲခိုကန်လေးတွေမဟုတ်ပဲနိုင်ငံကအစ်မီတဲခိုကန်တွေထိတ်တန်းဟိုတယ်တွေကိုပိုင်ဆိုင်ထားတာပါလူငယ်တွေနဲ့အမြဲထိတွေ့နေတဲ့မင်းကြီးစားတော့ဆိုင်ကြီးတွေကိုပိုင်ဆိုင်ထားပါသေးတယ်ဒါရင်းနေမကသေးပါဘူးဆိုတော့မဟုတ်သေးဘူးနော် အတွင်းသတင်းတွေအရသူဟာနာမည်ကြီးစီးပွားရေးကုမ္ပဏီပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းစုကြီးတစုရဲ့ဘောစီကြီးနဲ့ဖြစ်ပါတယ်။သူရဲ့လုပ်ငန်းတွေဟာအင်ချမ်းမြေကုံသွဲရေးဝန်ဆောင်မှုစတဲ့နယ်ပယ်ပေါင်းစုံမှာဖြန့်ချက်ထားတယ်လို့လည်းသိရပါတယ်။ဒါကြောင့်ပြည်သူကြီးတို့ရဲ့ဒီလောက်တောင်ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေကိုပိုင်ဆိုင်ထားတဲ့တထေးကြီးမိုးဆက်မုံတရားသူရင်ဇနီးတဲ့မင်းသမီးချောင်းလေးဤချောင်းပေါ်နဲ့တမီးလေးတွေလိုလေးသေးမရှိဘဝတစ်ခုလုံးအကောင်းဆုံးဇိမ်ခံပစ္စည်းတွေအကောင်းဆုံးပညာရေးအကောင်းဆုံးနေထိုင်မှုဘဝပုံစံတွေကိုဖန်တီးနိုင်တာဟာဘာမှအံ့ဩစရာမရှိတော့ပါဘူး ီချောမော်တရားနုပညာမှလည်းထိတ်တန်အလှပမှလည်းထိတ်တန်နောက်ဆုံးအိမ်အောင်ရေးမှာပါမြန်မာနိုင်ငံအချမ်းသာဆုံးရောအချစ်ဆုံးမှဖြစ်တဲ့ခင်မောကောင်းကိုပိုင်ဆိုင်သွားခဲ့တာကတော့တကယ်ကိုကံအကောင်းဆုံးလို့ပဲပြောရမှာပါရှင်ပြည်သူကြီးတို့ကရောကိုမိုးဆက်မုံနဲ့ဒီလောက်ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေပေါ်ဘလို့ထင်မြင်မိကြတာလဲဒီဆောင်လေးလေးကိုရောသဘောကျရင်လား comment မှာဝင်ရောက်မျှဝေပေးခဲ့ကြပါအောင်ရှင် အိတ်တလုံးကြောင့်မလေရင်မေတွေနဲ့တူပွေပြလာရတဲ့မော်ရီဖခင်ကြီးဂျော်လင်းကျမတို့ရဲ့သစ္စေလေးဗီဒီယို channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။လက်တလုံးလူများကြားစိတ်ဝင်စားစရာဖြစ်လာတာကတော့ဂျော်လင်းရဲ့ Flying Waitress ပဲဖြစ်ပါတယ်။ဂျော်လင်းနေနေလေရင်ကီးတစ်ခုနဲ့ပတ်သက်ကပွဲဆက်တွေဖြစ်လာရတယ်လို့လေရင်မောင်မေတွေနဲ့ပါတွေ့ဆုံလာခဲ့တာပါ။ဒါကြောင့်လည်းပြိသက်တွေနေနေဝလုံးကားကြီးနဲ့ပြီးမှပဲလေရင်ပြန်တဲ့တူခီးတစ်ခေါက်ကိုပါလိုက်ပါစင်းနေလာခဲ့ရတာဖြစ်ပါတယ်။ဂျော်လင်းကတော့ထော်ကိုင်းမြန်မာခီးစဉ်အတွက် လေရင်နဲ့တူသွားလာနေသူလည်းဖြစ်ပါရည်။လေရင်နဲ့တူသားကြနေတဲ့သူဖြစ်ပေမဲ့လည်းအိတ်တလုံးကနေစတင်ကလက်ရှိမှာတော့ပွဲဆက်တွေဖြစ်လာကြတာပါ။ဒါကြောင့်လေလေရင်ပေါ်မှာပဲကိုရင်ကိုကြပွဲတွေပေးကြရသလိုပရိသတ်တွေနဲ့ပါပွဲဆက်တွေချပြလာကြတာဖြစ်ပါရည်။ချိုလင်းကတော့သူ့ရဲ့တိုလီမိုလီအိတ်ကလေးနဲ့တူခီးထွက်ခဲ့တာဖြစ်ပါရည်။ဒါကြောင့်လေလေရင်ပေါ်မှာပစ္စည်းထည့်နေကြနေရာလေးစီထည့်သွင်းပေးဖို့ရေလေရင်မဲစီကိုကူညီတောင်းကြတာပါ။ဒါပေမဲ့လေဒူးယူပါဆက်ဆိုတဲ့အကြောင်းအရာအကြောင်းပဲပွဲတွေစပြူလာကြတာလေးဖြစ်ပါရည်။ ။ဒါကြောင့်လေလေရင်မောင်မေတွေရဲ့စားပေပိုင်းနဲ့ပတ်သက်ခါဂျိုလင်းနေနဲ့မိကွန်းတွေပါထုတ်လာခဲ့ရလေဖြစ်ပါတယ်။ဂျိုလင်းကတော့ခီးတဲ့တူရဲ့အစီအမပြေမှုတွေအတွက်လေရင်မောင်မေတွေအနေနဲ့ကူညီပေးတဲ့ကြောင့်ထောက်ပြလာခဲ့တာပါ။ဒါကြောင့်လေအလုပ်တစ်ခုရဲ့ professional ပိုင်းနဲ့ပတ်သက်ခါပညာသားပါပါရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ဒါပြင်မှာတော့ flying way ထွက်ဆိုတဲ့ဝေါ်ဟာရာအသေးစမ်းတဲ့တူတစ်ဖက်မှာမိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေမာကန်ပရိသတ်တွေရဲ့သဘောကျမှုတွေကိုပါရရှိလာခဲ့ရပါတယ်။ပရိသတ်ချို့ကတော့လေရင်မောင်လေရင်မေတွေရဲ့အရေးပါမှုနဲ့ပတ်သက်တာ တစ်ပတ်မှပြန်လည်ပြင်ရှင်းလာခဲ့တာပါ။လေယာဉ်မေတွေအနေနဲ့ခီးစင်တကူရဲ့ safety အနေနဲ့ပတ်သက်ကလှုပ်ဆောင်ပေးရတာပါ။ဒါကြောင့်လည်းဒူတိုးချင်းစီရဲ့တောက်တုံမယာပြင်ရှင်းကန်းတွေကိုပါကုညီပေးဖို့ခက်တွေ့ကြောင်းပညာသားပါပါပြန်လည်ရှင်းပွင့်ခဲ့တာဖြစ်ပါတယ်။ဒါပြင်မှာတော့ A class B class တွေတဲ့ economy business first and resident ဆိုတဲ့အခြေအနေတွေသာရှိကြောင်းဆိုလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းလေယာဉ်မေအနေနဲ့ဂျွန်လင်းရဲ့စာသားတွေနဲ့တူပညာသားပါပါပြန်လည်ချပြလာခဲ့တာလည်းဖြစ်ပါတယ်။ ဆရာကျွန်ကတော့အချက်ကျလက်ကျနဲ့တူပညာပေးဆုံးမမှုတွေကိုပြုလုပ်လာခဲ့တာပါ။ဒါကြောင့်လေပရိသတ်ချိုအနေနဲ့တစ်ဖက်မှာသဘောကျနေကြပါရဲ့။ပရိသတ်ချိုကတော့ waitress waitress တွေမှလည်းထိုက်တဲ့နဲ့လေးစားကုန်မှုရှိကြောင်းရှုမြင်ထားခဲ့ကြရပါရဲ့။ဒါကြောင့်လေလူဟုသမားကုန်ရှိစွာဆိုတဲ့စကားပုံကိုပါပြန်လည်မျှဝေလာခဲ့ကြတာပါ။လက်ရှိမှာတော့အိတ်တလုံးကိုအခြေတီးကပွင့်ဆက်တွေကိုရှုစားခဲ့ရတာလည်းဖြစ်ပါရဲ့။ပရိသတ်ကြီးတို့လည်းမော်ရီဖခင်ကြီးမျှဝေလာတဲ့လေရင်ခီးစဉ်ပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အလေးမှာသူမနဲ့တူတဲ့ထိုးဆန်းတဲ့အမှတ်သားလေးပါနေကြောင်းပရိသတ်တွေကိုအသိပေးလာတဲ့နေချီကိုဒီရက်ပိုင်းမှာဆိုရှယ်မီဒီယာမှာသတင်းဖြစ်ဆုံးလူစိတ်ဝင်စားမှုအများဆုံးကတော့ beauty blogger ထိတ်တန်းဆယ်လီတို့ဖြစ်တဲ့နေချီဦးရဲ့သားလေးမွေးဖွားတဲ့သတင်းပါပဲသူသားလေးမွေးဖွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေပြောနေကြတာကလည်းတာမန်မဟုတ်ပါဘူး သူမမှာကြီးကြီးတဲ့ချမ်းသာကြွားမှုတွေကြောင့်ထိုင်းနိုင်ငံကအကောင်းဆုံးဆေးရုံမှာမွေးဖွားခဲ့ကောင်းတန်းလေးအတွက်အမေရိကန်ဒေါ်လာတန်ရာချီတန်နဲ့အင်ဒလုံချိုတင်ဝယ်ချတာနောက်ပြီးတော့တာမန်နို့ချုံဖို့ပဲနဲ့ရွှေနို့လို့ခေါ်ရင်ဈေးကြီးဆုံးနို့ချုံကိုတိုက်ကျွေးတာတားလေးရဲ့ခလေးတွန်လေးတစည်းကိုတော့မှာ တင်းကိုရာနေချီဝဲပေးထားတာစသဖြင့်သူမရဲ့ကျွမ်းဝမှုအကြောင်းတွေကတော့ပြောမဆုံးအံ့ဩမဆုံးပါပဲဒီလိုငွေတွေဘီလီယံနဲ့ချီသုံးဆွဲနေတဲ့တဲ့တွေကြားထဲမှာမှနေချီဦးတောင်တကယ်ကမှပီတိဖြစ်ပြီးတော့ဝမ်းသာကြီးနွေးရတဲ့အကြောင်းအရာလေးတစ်ခုကိုထပ်ပြီးတော့မျှဝေလာပါတယ်ရှင်ဒီတစ်ခါကတော့ဒါဟာငွေနဲ့ဝယ်လို့ရတဲ့ຢာတော့မဟုတ်ပါဘူးဒါကတော့သူမရဲ့ရင်သွေးလေးပေါင်ပေါင်စီမှာပါလာတဲ့တဘာဝရင်းလဆောင်တစ်ခုကြောင့်ပါပဲဟောက်ပါရင်နေချီဦးကသူမရဲ့တာလေးပေါင်ပေါင်မှာသူမနဲ့တွေ့ထူးခြားတဲ့အမှတ်သားလေးတစ်ခုပါလာတဲ့အကြောင်းကိုကြည်ကြည်နက်နက်နဲ့အသိပေးလာခဲ့ပါတယ် ပရိသတ်ကြီးတို့သတိထားမိကြပါပါ။နေကျူးရဲ့မျက်နှာနှာခေါင်းနားလေးထဲမှာအနီရောအမှတ်သားလေးတစ်ခုအများန်းပါလေးရှိပါရဲ့။ဒါကတော့သူမရဲ့ထူးခြားတဲ့အမှတ်သားတစ်ခုလိုပါပဲ။အခုသူမမွေးဖွားလိုက်တဲ့သားလေးပေါင်းပေါင်းရဲ့မျက်လုံးပိနှားမှာလည်းသူမစီမှာရှိတယ်လို့မျိုးအမှတ်သားလေးတစ်ခုပါလာခဲ့တယ်လို့ဆိုပါရဲ့။ဒီကိစ္စအောင်နေကျူးတယောက်တကယ်ကိုမှအသေးအံပီတိဖြစ်နေရပါ။လေဂျီယူဆိုတာကတမဂရန်နဲ့အောင်မြင်တဲ့ influencer business woman တယောက်ပါ။တမရဲ့မိဘတွေကလည်းစိမ့်လက်တင်ဥယျာဉ်ကြီးကိုပိုင်ဆိုင်တဲ့ထိတ်တန့်လုပ်ငန်းရှင်တွေပါ။ ။သူမရဲ့ခင်မဘက်ကလည်းမျိုးရိုးဆန်ဆန်ချမ်းသာတဲ့ရတနာကုန်းတဲ့တထည်ကြီးမိသားစုပါ။ဒီလိုမိသားစုနှစ်စုံကပေါက်ဖွားလာတဲ့တာလီတွန်နေကျူးကအကောင်းဆုံးနေဈေးကြီးဆုံးနေရွှေနှုတ်တွေတင်းရချီတန်းတဲ့ကလေးတွေတောင်းလဲတွေတဘိုးကြီးရင်နေသူတက်နိုင်တဲ့များအရာတွေအားလုံးကိုဖန်တီးပေးထားတာပါ။ဒါပေမဲ့အခုသူမတကယ်ပီတီဖြစ်နေတဲ့အကြောင်းအရာလေးကတော့အဲ့ဒီငွေသိန်းပေါင်းတောင်းနေချီပြီးတော့ဝယ်လို့မရတဲ့အမှတ်သားလေးတစ်ခုဖြစ်နေကြတာပါ။ဘာလို့လဲဆိုတော့ဒါဟာငွေနဲ့ဖန်တီးလို့မရတဲ့သွေးသားရဲ့တက်တဲ့တစ်ခုဖြစ်နေလို့ပါပဲ။ တခြားဘယ်ယာတွေဘလောက်ပဲတန်ဖိုးကြီးပါစေမိခင်တယောက်တကတော့ကိုနဲ့ချွတ်ချွတ်တူတဲ့ကိုနဲ့တူတဲ့မှတ်သားလေးတခုကိုရဲ့ရင်သွေးလေးစီကပေါလာလာကိုမြင်ရကြပါပဲဘလို့ရွှေတို့မျိုးထက်မစိုးပို့ပြီးတော့ချုပ်ပေးတယ်ပို့ပြီးတော့ဂျင်းလုံးစရာကောင်းတဲ့ခန်းစားကြပါပဲဒီမှတ်သားလေးကတိန်ရာချီတန်တဲ့ကလေးတွေလည်းထိုင်းနိုင်ငံကအင်ဂျီထန်နေဂျီဝဲမိခင်တယောက်နဲ့ပို့ပြီးတော့ပြည့်စုံသွားစီခဲ့တာပါဒါကြောင့်ပရိသတ်ကြီးတို့ရင်အပြင်ဘက်မှာတော့လူတွေကနေကျူးရဲ့မွေးဖွားမှုပေါ်ဘလောက်ကုန်ကြလဲဘလောက်ခမ်းနားလဲဆိုတော့ဝေးချင်းရှိတော့ကပဲအာယုံဆိုင်နေကြတဲ့အခါမှာနေကျူးကိုရင်ကတော့ ဒီလိုရွှေရင်ငွေတွေထံအများကြီးပိုတန်ဖို့ရတယ်မိခင်နဲ့တာလင်ချာကတဘာဝရဲ့အမွေလေးခုပေါ်မှာအပြော်ရင်ကိုပြောနေခဲ့တာပါဒါဟာသူမရဲ့ beauty blogger ဆိုတဲ့ပုံရိပ် business woman ဆိုတဲ့ပုံရိပ်လေးလေးအားလုံးရဲ့နောက်ကွယ်မှာရှိနေတဲ့မိခင်တောင်ရဲ့ရိုးရှင်ပြီးမုံမြတ်တဲ့ပီတိလေးတစ်ခုပါပဲရှင်ပရိသတ်ကြီးတို့ကရောနေဂျီဝရဲ့တာလင်ပေါင်ပေါင်နဲ့ဒီလိုထူးဆန်းတဲ့အမတ်တာလင်တိုက်ဆိုင်မှုလေးပေါ်မှာဘယ်လိုမျိုးထင်မြင်မိကြပါသလဲချစ်စရာကောင်းလိုက်တာနော်ကွန်မန့်မှာဝင်ရောက်မျှဝေခဲ့ကြပါအောင်ရှင် ချမ်းသာကျေးဝါလောလောအမေရိကန်ဒေါ်လာတန်ရှိရတဲ့အင်ဂျီရဲ့ခနာကြည့်ကြမှုနဲ့စုဆောင်းထားတဲ့ရန်နာတွေကိုချပြလာနေတဲ့ဆွေရီစုအခုပြောမှာကအစိုးရတရုတ်ဆောင်မင်းသမီးကျော်နန်းဆွေရီစုရဲ့မထင်မှတ်ထားတဲ့ကျေးဝါချမ်းသာမှုအကြောင်းပါအခုဆိုရင်နန်းဆွေရီစုအမေရိကန်ဒေါ်လာတန်ရှိရတဲ့အင်ဂျီကိုချပြလာတာဖြစ်ပါတယ်နန်းဆွေရီစုတရားချင်းကြီးတဲ့ချမ်းသာတွေမျိုးရိုးစင်ဆက်ကလေးကပိုင်ဆိုင်မှုတွေရှိတယ်ဆိုတာပရိသတ်တွေအားလုံးသိပြီးသားပါဒါပေမဲ့ခုတော်ပေါ်လာတဲ့နန်းဆွေရီစုရဲ့အင်ကတော့ လူတွေတွေးထားတာတဲ့အများကြီးပိုစင်မြင်နေပါရယ်။ဟုတ်ပါရယ်ပြိသက်ကြီးအခုဆိုရှယ်မီဒီယာမှာသတင်းတွေထွက်ပေါ်နေတာကနက်ဆွေဆိုပိုင်ဆိုင်ထားတဲ့အင်ဂျီတလုံးရဲ့တန်ဖိုးဟာမြန်မာငွေသိန်းပေါင်းတောင်းချီဆိုတာထက်တာမှကျော်လွန်ပြီးအမေရိကန်ဒေါ်လာတန်း800တန်ဖိုးရှိတယ်ဆိုပြီးတော့ပါသတင်းတွေထွက်ပေါ်နေတာပါ။ဒီနန်းတော်လုံးခန်းထားတဲ့အင်ဂျီကိုနက်ဆွေဆိုဟာအခုလိုလူသိရှင်ကြားချပြလာခဲ့ပါရယ်။သူမရဲ့ Instagram Story တွေ post တွေအခု blog ကနေတစင်ဒီအင်ဂျီရဲ့အတွင်ပိုင်းခန်းထားမှုတွေ ရိသတ်တရားစတင်မြင်တွေ့လာရတာပါပထမဆုံးအားလုံးသတိထားမိတာကတော့အိမ်ပြင်ဘက်ကခင်မီစမ်းသစ်လုံးနဲ့ဒီဇိုင်းနဲ့အိမ်ရဲ့ကျယ်ဝန်းမှုပါပဲအိမ်ကြီးရဲ့အတွင်းပိုင်းမှာဆိုရင်ခန်းထားတဲ့အခန်းမကြီးတွေမော်ဒန်ဒီဇိုင်းပြည့်တဲ့အိမ်ခန်းမများစွာခြေလင်းနေတဲ့ရှုခင်းလာလာတွေကိုမြင်တွေ့ရမယ်မှန်ပရင်းပေါက်ကြီးတွေပါဝင်ပါတယ်ဒါပြင်အိမ်ရဲ့ထိတ်တန်းလွှာမှာတီးတန့်ရေကူးကန်ကြီးတခုနဲ့သူမရဲ့လုပ်ငန်းတွေအားလုံးကိုထိန်းချုပ်ကုန်ခဲ့နိုင်ပြီကိုပိုင်ရုံကန် home office တို့လည်းအစုံလင်ပါဝင်တာကိုတွေ့ရပါတယ် ဒါတာမန်အိမ်တလုံးရဲ့ဆင့်ကိုကျော်လွန်သွားပြီးတကယ့်ကိုမှစိန်ခန်ဆန်းအိမ်ကြီးတလုံးပဲဖြစ်ပါရည်။ဒီအိမ်ကြီးရဲ့ခန္ဓာမှုပြင်ပရိသတ်တွေတောက်တဲ့အံ့ဩသွားစေတာကနန်းစုံဒီဆိုစုဆောင်ထားတဲ့ပစ္စည်းတွေပါပဲ။သူမကဒီအိမ်ကြီးထဲမှာသူမအမတ်တရားစုဆောင်ထားတဲ့ပစ္စည်းတွေအတွက်တည်တဲ့နေရာလေးတစ်ခုပြုလုပ်ထားတာကိုချပြခဲ့ပါရည်။ဒါပေမဲ့အဲ့ဒီမတ်တရားတွေကတာမန်မဟုတ်ပါဘူး။အဲ့ထဲမှာတမ်မိုးကြီးရင်နာတွေ၊ရှာပါတဲ့ကြောင်းမြေရင်နာတွေ limited edition ဖြစ်တဲ့နိုင်ငံတကာကနာမည်ကြီး brand ပစ္စည်းတွေအများအပြားပါဝင်နေတာတွေ့ရပါရည်။ ဒါကိုကြည့်ချင်းအပြင်သူမကအမှုပညာကိုဝါသနာပိုင်အောင်တင်မကပဲတန်မိုးကြီးရန်နာရီအမှုပညာပစ္စည်းတွေကိုပါစုဆောင်ထက်တဲ့ဝါသနာရှင်တယောက်မဲ့ပြိသက်တွေတည်လိုက်ရှာတာပါဒေါ်လာတန်းရှိရတဲ့အင်ကြီးဒီလောက်တန်မိုးကြီးတဲ့ရတနာတွေဒီပိုင်ဆိုင်မှုတွေအားလုံးကဘယ်ဟာရတာလဲဟုတ်ကဲ့နဲ့ဆိုဒီဆိုအမျိုးစင်စဲချမ်းသာကျဲွားတဲ့မိသားစုဟာဆင်းသက်လာသူတယောက်ဖြစ်တယ်လို့သူမကိုယ်တိုင်ကလည်းထိတ်တဲနုပညာရှင်တူပါဒါပေမဲ့ရေးကြီးဆုံးချက်ကသူမကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်နေတာပါပဲသူမကအလားပါရေးရာစီကံ အစတတိကလေးနေတွေဖွင့်လှစ်ထားသလိုလာပါဆိုင်ရာကော့စမက်တစ်ပစ္စည်းတွေကိုနိုင်ငံတကာကနေတိုက်ရိုက်တင်သွင်းရောင်းချနေတဲ့လုပ်ငန်းကြီးတွေကိုပါကိုယ်တိုင်လက်ပတ်လုပ်ကိုင်နေတာပါ။ဒါကြောင့်သူမရဲ့ကြေဝါမှုဟာမိဘအမွေပြင်သူမရဲ့ကိုယ်ပိုင်ရဲ့ခြင်းနဲ့စူးစမ်းမှုတွေကနေတိစောက်ထားတယ်ဆိုတာကိုတခုသူမချပြလိုက်တဲ့အင်ဂျင်နဲ့ပိုင်ဆိုင်မှုတွေကသက်သေပြနေတာပါပဲ။တကယ်ကိုမလာလေလားထက်လဲထက်မြဲချမ်းလဲချမ်းသာတဲ့မြို့သမီးနှုပညာရှင်တယောက်ရဲ့ဘဝပါပဲရှင်။ပြည်သက်ကြီးတို့ရောနန်းဆွေတွေဆိုရဲ့ဒီဒေါ်လာအတန်း800ရဲ့အင်ဂျင်ရဲ့ခန်းနာမှုတွေပေါ့ ဘလို့ထင်မြင်မိပါသလဲသူ့ရဲ့ရန်နာကောလက်ရှင်တွေကိုရောအံ့ဩမိလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်